အင်ဒိုနီးရှားနိုင်ငံမှာခီးတဲ့130ခန်းတင်ဆောင်လာတဲ့လေယာဉ်တစီးဟာပင်မလေဆိပ်တစ်ခုကိုဆင်းသက်စဉ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဘိန်းချုံမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အင်ဒိုနီးရှားနာမည်ကြီးလေကြောင်းကုမ္ပဏီဖြစ်တဲ့ Grudar ကပြေးဆွဲနေတဲ့ Boeing 737-800အမျိုးအစားခီးတဲ့တင်လေယာဉ်ဟာ February လ2ရက်နေ့ကဂျာကာတာမြို့ကနေထွက်ခွာပြီးရိုဂျာကာတာမြို့လေဆိပ်မှာဆင်းသက်နေချိန်မှာပဲအခုလိုဘိန်းချုံမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီမတော်တဆမှုဖြစ်ပွားပြီးနောက်မှာဂျာဗာကျွန်းမှာတည်ရှိတဲ့ အဒီစုဂျီတို့အပြည်ပြည်ဆိုင်ရာလေစိတ်ကိုယာယီပိတ်ထားခဲ့ပြီးအာနာဝိုင်တွေကလည်းဘိန်းချုံမှုဖြစ်ပွားခဲ့တဲ့အဲ့ဒီလေရင်ကိုနေရာပြောင်းရွှေ့ပေးဖို့အတွက်ဖေဗရူလာ၂ရက်နေ့မိုးလယ်ပိုင်းအထိပိတ်ထားဖို့ညွှန်ကြားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ယိုဂျာကာတာကိုစားရောက်ထွက်သွားမဲ့လေရင်ခီးစဉ်တွေကိုလည်းဖျက်သိမ်းခဲ့ပြီးအဲ့ဒီလေစိတ်ကိုစားရောက်လာတဲ့လေရင်တွေကိုလည်းအနီးနားမှာရှိတဲ့ဆိုလိုလေစိတ်ကိုလမ်းကြောင်းပြောင်းပေးခဲ့ရတယ်လို့သိရပါဗျ။ ကာရူတန်လေကျောင်းလိုက်မှပြောရေးဆိုခွင့်ရှိသူဘန်ဒီဘူတာဘူတာကအဲ့ဒီလေရင်ပေါ်မှာခီးတဲ့123ဦးနဲ့လေရင်ဝန်ထမ်း9ဦးလိုက်ပါလာခဲ့တယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါရယ်အင်ဒိုနီးရှားပို့ဆောင်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကလည်းမိုးသည်ထန်စွာရသောမူကြောင့်အခုလိုလေရင်ဘိန်းချုံမှုဖြစ်ပေါ်ခဲ့ရတာလို့ပြောဆိုပါရယ် ကျွန်းစုနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံဟာထောင်ပေါင်းများစွာရှိနေတဲ့ကျွန်းတွေကိုကူးတန်းတော်လာဖို့အတွက်လေဆောင်ခီးကိုအဓိကမိကိုအားထားနေရပေမဲ့မကြသေးခင်နှစ်ပိုင်းအတွင်းမှာလူအသေးပြောင်းဖြစ်ပေါ်ခဲ့တဲ့လေယာဉ်မတော်တဆမှုတွေစက်တိုက်ဆိုသလိုဖြစ်ပွားခဲ့တယ်လို့လည်းသိရပါဗျ။ယောဂျာကာတာလီစေးရဲ့ဘေးကင်းလုံခြုံမှုဆိုင်ရာစံနှုန်းတွေအပေါ်ဝေဖန်ပြစ်တင်မှုတွေထွက်ပေါ်နေကြတာဖြစ်ပြီး2008ခုနှစ်ကလည်းဂါရူတာလီချောင်းလိုင်းပိုင်လေယာဉ်တစီဟာစဉ်သက်ချိန်မှာအရှိန်မထိန်နိုင်ပဲ ပြင်းလန်းပေါ်မှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်ခီးတဲ့22ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျာ။